နောက်မှာတော့အာစရိယကုဏပူဇာ80ပေါ်ဒေထက်ကိုနိုင်ငံကျော်ဒေသန်ရှင်စိတ်မမို့မှအကုန်ပြုဖတ်ကြားပေးခဲ့ပါဗျ။ဆီယမကြီးဒေါ်တနင်ဝင်ဟာမဟာဂီတအမွေကိုမိခင်ဒေါ်ကြည်ကြည်ဝင်းထံမှဆက်ခံခဲ့သူဖြစ်ကမဟာဂီတပညာကိုကိုနှစ်အရွယ်ငယ်စဉ်ကလေးဘဝကလေးမှစတင်ပြီးစီကံတကြလိလာစီပူခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးမဟာဂီတဆရာမကြီးဒေါ်တင်းတင်းဝင်းအောင်တပည့်အပေါင်းတို့မှကတော့ကျိုးဖြင့်ညီညာဖြတ်ဖြတ်ပူဇော်ကြတော့ခဲ့ကြပြီးဆရာမကြီးမှလည်းတပည့်များအားဆုံးမဩဝါဒစကားများပြန်လည်မွှတ်ကြားပေးခဲ့ပါတယ်။ပညာကုံရိုးကုံတို့နဲ့တပည့်အလုံးတို့ပေါ်မှာအညီအမျှပညာမွေပေးဝေခဲ့တဲ့ဆရာမကြီးရဲ့ဝမ်းတာပီတီခန်းစားချက်စကားသံတွေကတော့မင်္ဂလာပါရှင်မင်္ဂလာပါ ပါအမေအနေနဲ့ပေါ့နော်ဒီမဟာဂီတပညာကြီးကိုဘယ်နှစ်ကနေစတင်ပြီးတော့ပေါ့နော်ကိုယ်အနေနဲ့ဒါတင် जा ပေးခဲ့လဲဆိုတာပထမဆုံးအနေနဲ့သိချင်ပါရှင်အရန်ကိုပီတိဖြစ်ပါတယ်အရန်လည်းဝင်သားတယ်ကလေးတွေလည်းဟိုကိုယ်ဒီလိုချစ်ချခင်ရတယ်ကိုယ်လည်းသာသမီလူတွေဆက်ဆံတာလေပြောမပြတ်တတ်ပါအရန်ပီတိဖြစ်ရဝင်သားဝင်မြောက်တယ်ဒီနေ့ပူဇော်ပွဲအခမ်းအနားကိုတက်ရောက်တဲ့တပည့်တွေရောမတက်ရောက်ဖြစ်တဲ့အဝေးရောက်နေတဲ့တပည့်တွေအတွက်လည်းအမေအနေနဲ့ဆုံးမဩဝါဒစကားလက်ဆောင်လေးရှင်လေးပြောပြပါဦးရှင် ဒါအမီတင်ကလေးတွေလည်းဖြစ်တယ်သာသမီတွေလည်းဖြစ်တော့လေစီစီယုံယုံနဲ့အာလမ်ချစ်ချစ်ခင်နဲ့အာထူရီနူနဲ့ဆက်ဆံကြနေပေါ်တော့တောင်းတဲ့တောင်လေဘာပဲပြောပြောကြီးကမမွားတွေဖြစ်နေအဲ့တော့မှငငယ်တွေကဒီစင်ဒီဆိုင်နဲ့တွားတဲ့အခါကျကြီးအထိလည်းမစိမ့်တော့နော်နောက်ပြီးတော့မြမရွေးရဂီတကိုလည်းဆက်လက်ပြီးထိန်းထိန်းသိမ်းစီနေပေါ်တော့ ြန်မာရိုးရာဆိုကရီတီပြိုင်ပွဲတွင် ပထမအကြိမ်မတိုင်ခင်ចောင်းပေါင်းဆောင်အစစ်မှစတင်၍ယနေ့အထိအကဲဖြတ်မဟာဂီတဗဟုတိုင်ဖြစ်ဆောင်ရွက်ခဲ့ပြီးမြမအတန်တွင်လည်းမဟာဂီတပုအဖွဲ့ဝင်ဖြစ်ယနေ့တိုင်မဟာဂီတပညာအမွေကို မျိုးဆက်သစ်များအတွက်အသက်အရွယ်ကိုဂရုမထားပဲပေးဝေစင်ကန်းလျက်ရှိနေတာပဲဖြစ်ပါရဲ့ရှင် ဆီယမာကြီးရဲ့တပည့်များပေါ်ထားရှိတဲ့စေတနာမြတ်တာများနဲ့ပတ်သက်ပြီးတော့လည်းတပည့်ဟောင်းတဦးမှအခုလိုပဲပြပြပေးခဲ့ပါရဲ့ရှင်။ညီမနမေကတော့တေးတန်ချင်ချောချက်ဆန်ဖြစ်ပါရဲ့ရှင်။အဲကျောင်းတီချယ်ကြီးရှင်မှာစပြီးတော့တင်တာ2003 2004ပေါ့နော်။2003 2004စေတန်းစာမွေးဝဲစပြီးတော့ တီချေင်းနဲ့စတွေ့ခဲ့တာပေါ့ရင်ကျိမှုတက္ကသိုလ်စတက်တော့ဒီမှာစုကာယီဒီအစင်းမြေပညာအစင်ကိုပြိုင်တယ်အဲ့လိုပြိုင်တော့ဒီဆ ्याम မာကြီးကလည်းဒီမဟာဂီတတွေဘိုင်းနေပါဆိုလို့ရှိရင်ဒီဆ ्याम မာကြီးကစုကာယီနီးတဲ့ပတ်သက်တယ်ပေါ့နော်မဟာဂီတဘိုင်းနေဆိုရင်တီချေတီချေကြီးကနာမည်ကရှိပြီးသားလေအဲ့လိုမျိုးဆိုတော့ဒီစုကာယီဒီကလေးတွေဆိုလည်းမသိရလို့မရှိဘူးအဲ့လိုမရှိဘူးဆိုတော့ကိုကလည်းဆ ्याम မာကြီးကိုလည်းဟိုတွေ့ဘူးကျင်တာတီးဘူးကျင်တာနဲ့အဲ့ဒါနဲ့ရောက်သွားတာအရင်ဆုံးပေါ့နော်ဆ ्याम မာကြီးအိမ်ကိုအဲ့ဒီဘိုးချုပ်ကြီးရုပ်ပဲကိုပေါ့နော်ဆ ्याम မာကြီးအိမ်ကိုရောက်သွားရောက် သွားရင်းထဲမှာအဲ့ဒီကနေမှစပြီးတော့ဆရာကြီးကလည်းဘသူမစိုးပါတော့တဲ့ဆရာကျောင်းသားတွေအကုန်လုံးသူရှိသည်ဖြစ်သည်မရှိသည်ဖြစ်စေသူကအရန်အနစ်နာခံပြီးတော့လေတကယ်ကိုသူ့ရဲ့ဟိုစိတ်ရင်းစေတနာနဲ့ကိုသူကအဲ့လိုတင်ပေးတာအဲ့လိုငွေကြီးလေကိုသူကမကြည့်ဘူးဟိုပေးခြင်းပေးမပေးခြင်းနေသူကအဲ့လိုမျိုးတင်ပေးခဲ့တာပေါ့အဲ့ဒါနဲ့အမားတို့ကလည်းအဲ့ဒီချိန်တော့ဆိုဟိုကိုဒီ ပညာတွေကိုဒီဆံမကြီးရှိမှပဲရနိုင်မယ်ဆိုတာသိပြီးတော့ရောက်သွားပါတော့။အမတ်တရတွေကအဲ2005ခုနှစ်ပေါ့နော်။အဲဆိုကာရီဒီပြိုင်တယ်။အဲဆိုကာဒီပြိုင်တော့အဲမှာဒီအဲနေပြည်တော်မှာပေါ့နေပြည်တော်ဘက်မှာကမ့်နေတွင်းကြတာပေါ့ကမ့်နေတွင်းကြတော့အဲ့ဒါတော့အမှတ်တရပါပဲဟုတ်အဲ့ဒါဟိုနေပြည်တော်လည်းအဲ့ကမပထမဆုံးစားရောက်ဘူးတာပေါ့နော်အဲစားရောက်ဘူးတဲ့နောက်စုကိုင်းဒီပြိုင်ကြရဲစုရတာမရတာထားအောင်ပေါ့နော်ဒီဆီယာမိုင်းလည်းအကုန်တွေးရတယ်တကယ်အတက်ပညာရှင်တွေနဲ့လည်းအကုန်တွေးရတာပေါ့န เนาะအဲ့လိုဆိုတော့အဲ့အဲ့ဒါခဲကိုအမှတ်တရပါပဲမှာဟုတ်အမေရဲ့ပွဲကိုစပြီးတော့လုံမယ်ဆိုတရလည်းဟိုကိုတက်နိုင်တဲ့ငွေကြေးတွေလည်းပါဝင်ပြီးတော့အမေကိုကြော့တယ်ဟိုအခုလည်းဒီပွဲရိုးဒီနေ့ပွဲရိုးလာပြီးတော့တက်တဲ့အတွက်နောက်ဒီကအကုန်လုံးပြင်ဆင်ထားတာတွေရဲ့နောက်ခုလိုမောင်နှမတွေစုံစုံလင်းနေတွေ့ရတဲ့အတွက်လည်းပြီးတော့အမေရဲ့မျက်နှာကိုတွေ့တဲ့အချိန်မှာပြုံးပျော်နေတာတွေ့ရတာနဲ့တော်တော်ဟောဝမ်းသာပါတယ်မဟုတ်ကဲ့နောက်ကလည်းညီမလေးဒီထက် တငယ်ချင်းတွေအားလုံးကိုဖိတ်ခေါ်ခြင်းနဲ့ဒီထက်လည်းအားလုံးကိုစုံစုံလင်လင်နဲ့နောက်နှစ်နောက်နှစ်တွေမှာလည်းတက်ရောက်ပါလို့ညီမဒီကနေပြီးတော့ဖိတ်ကြားခြင်းပါတယ်ရှင်ပရိသတ်များရှင်ပူဇာစပူဇာနေရနံဆိုတဲ့38ဖြာမင်္ဂလာတရားတော်နဲ့အညီကရဝတရားရှိထားလျက်တပည့်အပေါင်းတို့မှမဟာဂီတဆရာမကြီးဒေါက်တင့်ဝင်းအောင်ဒုတိယအကြိမ်မြောက်အာစရိယပူဇော်မှုအခမ်းအနားမြင်ကွင်းကိုကြည့်ရှုရင်ဆရာတပည့်များရဲ့ကြည်နူးပီတိအပြုံးများကိုဝေမျှခံစားနိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင်။ ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ရှင်။ပရိသတ်များအားလုံးလည်းတာယာဖြောင်ပြူးတဲ့ဘွားခီလန်ကိုရှောင်လန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်ရှင်။